ဒီနေ့ကတော့ chapter 4ပေါ့နော်ဒီ chapter 4မှာကျတော့သူက writing ကိုအဓိကပေးထားတယ်အဲအရှိ chapter တွေတော့မလိုမျိုး exercise တွေအများကြီးသိပ်မပါဘူးပေါ့နော် practice question တွေလည်းနည်းတယ်ဆိုတော့အဲ့ဒီ practice question တွေကတော့ကိုယ့်ဘာသာကိုလုပ်ရမယ်ပေါ့နော်အရန်လည်းမခက်တဲ့အတွက်ကြောင့်မလို့ကဲဆိုတော့ lesson 1စလိုက်ရအောင် simple sentences တွေ make sure each sentence has a subject and a verb and expresses a complete thought ပါပါမလဲဆို subject ပါမယ် verb ပါမယ်တဲ့ sentence တစ်ချောင်းပါပေါ့နော် if a sentence doesn't express a complete thought you may need to add a subject verb or other word complete မဖြစ်လို့ရှိရင် sentence တစ်ချောင်းက complete မဖြစ်လို့ရှိရင်ပေါ့နော် you may need to add subject the more vet the more လို့ရှိရင်တခြားစကားလုံးတွေထည့်ပေးဖို့လိုမယ်တဲ့ use correct and punctuation uh you uh, correct ဆိုတာဒီနောက်ဆုံးအဆုံးမှာပေါ့နော်ဘယ်လိုမျိုးအဟာရထည့်မလဲ full stop လားဒါမှမဟုတ် question mark လားအဲ့လိုမျိုးဟာလေးလမ်းအောင်ထည့်ပေးရမယ် if the sentence is missing either the subject or the verb subject ဒါမှမဟုတ် verb မပါလို့ရှိရင် it is incomplete incomplete ဖြစ်တယ် and incomplete sentence is called a fragment incomplete sentence ကိုဘာလို့ခေါ်လဲဆိုတော့ fragment လို့ခေါ်တယ်ဆိုတော့ဒီမှာ example ပေးထားရဲကြည့်အောင်ဒါဆိုလို့ရှိရင် type up high note type ဆိုတာ verb ဒါမှမဟုတ်ဘာဖြစ်လဲဆိုတော့အဲ့ verb ရှိမှာ subject မပါဘူးအဲ့ဒါကို complete ဖြစ်ဖို့အတွက်သူကဒီမှာ subject တစ်ခုထည့်လိုက်တယ် align type verb ဟာ note တော့ဘသူကဒီ type လုပ်လဲ note တွေကို type လုပ်လဲဆိုတာမသိရတဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် subject လည်းပါပြီဒီမှာလည်း verb ပါပြီ okay နောက်တစ်ခုထပ်ကြည့်မယ် verb မပါဘူးတဲ့ the computer in the main office main office မှာရှိတဲ့ computer main office မှာရှိတဲ့ computer ဆိုတာဒီ sentence တစ်ချောင်းလုံးက noun ဖြစ်မယ်နော်အ subject sorry subject ဖြစ်မယ်နော်ဆိုတော့အဲဒီမှာ verb မပါဘူး complete sentence ကဘာဖြစ်လဲဆိုတော့ the computer in the main office crash several time ဘာဖြစ်လဲ the computer in the main office subject crash verb several time နဲ့အဲ main office တဲမှာရှိတဲ့ computer ကခဏခဏပျက်စီး or ပျက်တယ်ပေါ့နော် โอเคဒါလေးနားလည်ပြီဆိုလို့ရှိရင် now lesson 2တွားမယ်ဒါတွေက writing เนาะ writing ကိုပဲတသက်ရေးကျင်လာမှာဒီ exercise တွေကိုလုပ်ရင်းနဲ့ပဲကိုယ့်ရဲ့ writing ကို improve ဖြစ်အောင်လုပ်ပါเนาะနောက်တစ်ခုက compound and complex sentence တဲ့โอเค compound sentence ကိုတွားကြည့်မယ် you can join two independent clauses into one compound sentence cloud နှစ်ခုကိုအာ common sense အနေနဲ့ပေါင်းမှာပေါ့နော် use a coordinating conjunction preceded by a comma comma can ပြီးတော့ဒီ coordinate coordinating conjunction ရေးမယ်ပေါ့နော် choose a conjunction that correctly related the two idea idea နောက်ခုကိုဆက်ပြီးမယ် conjunction နဲ့အဲ့ဒါတွေကဘယ်လိုမျိုးလဲဆိုတော့ဒီအောက်မှာပေးထားတဲ့အတိုင်းဒါလေးတွေကမှတ်ထားဖို့လိုရယ်เนาะ join two equally important idea နောက်ခုလုံးက equally important ဖြစ်တယ်ဆိုလို့ရှိရင် and နဲ့သုံးမယ် contract to idea contract လောက်မှာเนาะအရှိရလက်စီနေမှာပြောခဲ့တိုင်း compare နဲ့ contract လောက်တာ compare ဆိုတာ similar ဖြစ်တာကိုပြောတာဖြစ်ပြီးတော့ contract ဆိုတာ different ဖြစ်တာကိုပြောတာဆိုတော့အဲ့လိုမျိုး different ဖြစ်တဲ့ idea နှစ်ခုပြောခြင်း bad yet ကိုသုံးမယ် show a cost cost တစ်ခုပြမယ်ဆို for နဲ့သုံးမယ် show an effect effect ဖြစ်တယ်ဆိုရင် so cost and effect လေးဒီနှစ်ခုကလေ cost ဖြစ်တယ်ဆိုလို့ရှိရင် for နဲ့သုံးမယ် effect ဆိုလို့ရှိရင် so နဲ့သုံးမယ် give a choice choice ပေးမယ်ဆိုလို့ရှိရင် or choice မပေးဘူးဆိုလို့ရှိရင် no either or နဲ့ neither nor เนาะအဲ့လိုမျိုးပါအာဒီအောက်က example ကြီးအောင် incorrect conjunction နဲ့ some should initiated yet his boss price him Sam ငါတဲ့အာသူ့အရေးချင်းကိုပြတာတယ် yet ဆိုတော့ဒီပုံမှာကြည့်လိုက်လို့ရှင်သူက yet က contract လုပ်တဲ့ idea เนาะ yet his boss his boss price him ਨੇ အာဒါပေမဲ့သူကဒီညမှာ yet ဆိုတာဒါပေမဲ့ဆိုအဆိုလိုမျိုးဖြစ်တယ်เนาะအာ Sam ကသူ့ရဲ့အရေးချင်းကိုထုတ်ပြတယ်ဒါပေမဲ့သူ့ boss ကသူ့ကိုအာချီးကျူးတယ်တဲ့ဆိုတော့ဒီဒီညမှာ yet ကြီးကမှန်မှန်ဦးဖြစ်နေတယ်သူကဘာလို့လဲဆိုတော့ ာ तू อ่ะဒီမှာ तू ရေချွန်းထုတ်ပြတယ်အဲ့ဒီအတွက်ကြောင့်မလို့ तू boss ကအာ तू तू ကိုအချီးကျူးတယ်ဆိုတာမျိုးဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာ correct conjunction ဆိုလို့ရှိရင်ဗာပြောထားလဲဆိုတော့ तू อ่ะဒီမှာ and နဲ့ဆက်ထားတယ် तू က तू ရေချွန်းထုတ်ပြလို့ तू boss က तू ချီးကျူးတယ် เนาะနောက်တစ်ခုပြန်နောက်တစ်ခုကြည့်ကြမယ်အာ the designer and the builder got the memo တဲ့ the designer and the builder got the memo designer နဲ့ builder ဒီကအာ memo ကိုရတယ်ပေါ့เนาะဆိုတော့ correct အနေနဲ့ဆိုလို့ရှိရင် तू ကဘာလို့ဘာလို့ဒီမှာ comma no comma လို့ပြောထားလဲဆိုတော့ designer and the builder နှစ်ခုလုံးကနောင်နေပေါ့เนาะ ကြားထဲမှာအာဒီ n ကိုဒီတိုင်းရေးလိုက်လို့ရတယ်ဒီကွန်မကြီးမလို့ကွန်မဘယ်ချိန်မှာလို့မလဲဆိုတော့ the designer အနောက်ကဒီလိုနောင်းမဟုတ်ဘဲနဲ့နောက်တစ်ခုကွာ sentence တစ်ခုကိုဆက်တယ်ဆိုတော့မှဒီကွန်မက n ရှိမှလို့မယ်ပေါ့နော်ဒီတိုင်းဆိုရင်တော့ဒီနှစ်ခုကနောင်းမယ်ဆိုရဲအတွက်ကြောင့်မလို့ the designer and the builder ဖြစ်မယ် got the meme ကြော lesson 2သွားကြည့်ရအောင်အာဒါကခုနခုနကွန်မအခုက complex sentences ပေါ့နော် try a subordinate and an independent clause to form a complex sentence. Popular subordinate and independent clause could submit. they use a coordinating conjunction that shows the correct relationship between ideas. Put a comma after a subordinate clause. when it comes at the beginning of the sentence. Sentence is အဲ first beginning of the sentence မှာ subordinate clause ပါလို့ရှိရင်ဘာနဲ့သုံးလဲဆိုတော့ comma နဲ့ထည့်ပြီးတော့ခံပြီးသုံးမယ်တဲ့ဆိုတော့ subordinate ကိုချမ်းရှင်းနေရပါလိဖြစ်မလဲဆိုတော့ cause reason ဆိုလို့ရှိရင် because သူကဘာကိုပြောချင်တာလဲဆိုတော့ဒီ subordinate ကိုချမ်းရှင်းဆိုတာ group of word ပေါ့နော် containing subject subject ဒါမှမဟုတ် verb ပါတယ်ဒါပေမဲ့သူတို့က it cannot stand alone အာသူတို့ကသူတို့မရက်တည်နိုင်ဘူးဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် after တို့ although တို့ အာ if တို့ since တို့ when တို့ who တို့ဆိုတဲ့ဟာတွေကအခုဥပမာ when ဆိုလဲအာဒါကတော့ဖြစ်တယ် when ဘယ်ချိန်ကဖြစ်တယ်အာဒီတယောက်ကတော့ဘသူပါ who ဘသူရဲ့ဘသူပါဆိုပြီးတော့အဲ့လိုအဲ့လိုမျိုးစက်သုံးပါးရဲ့စကားဆက်တွေပေါ့နော်သူတို့ပါသူတို့တခုတည်းနဲ့မရက်တည်နိုင်တဲ့စကားစုတွေကို subordinating conjunction လို့ခေါ်တယ်။ effect နဲ့ results ကိုပြချင်တဲ့အခါမှာ in order that so that time ကိုပြချင် ခုနပြောသလို after as before once အဲ့ဒါကြီးအကုန်ပါမယ် whenever while place ပြချင် where ဥပမာပြောရလို့ရှင်ငါတို့ကကစားကွင်းတစ်ခုသွားတယ်အဲ့ကစားကွင်းကဘယ်ဟာရဲ့ဘေးမှာအဲအဲ့လိုအဲ့လိုမျိုးပေါ့နော်ပွဲဆိုအဲ့နေရာမှာတောင်းတဲ့ choice if whether contractation contract လောက်လို့လုပ်မယ်ဆိုလို့ရှင် although even though တို့အဲ့ဒါတုံးနေတဲ့အာ incorrect meaning ပေါ့နော် sentence အမှားဘယ်လိုပုံစံမျိုးလဲ the strike continue for more than a month once is finally end once is finally end အာအဲ့ဒီဟာပြီးသွားတဲ့တစ်ချိန်ပေါ့နော်။ तू อ่ะအဲ့လိုပြောထားရဲ့အဲ့လိုပြောထားရဲ့အတွက်ကြောင့်မလို့ဒီ one ဆိုရဲဒီနေရာကြီးကအတိတ်ပဲရှိမနေဘူး။ဆိုတော့ correct အနေနဲ့ပြန်ရေးမယ်ဆိုလို့ the strike continue for more than a month before မတိုင်ခင်အဲ့ဒီဟာမပြီးခင် before it finally ended မပြီးခင်မှာလောက်တာเนาะပြီးွားတဲ့တစ်ချိန်မှာမ once မဟုတ်ဘဲနဲ့ before လို့သုံးမိတယ်။ So now to go at the beginning of the sentence, beginning of the sentence, while the teacher were on the picket line, kids stay home. While while by เนาะဒီဟာ subordinating conjunction က beginning of the sentence မှာပါတယ်ဆိုတော့အဲ့ဒီ beginning sentence မှာပါတဲ့ဟာကိုတို့ကဘာမှပုံလဲဆိုတော့ at the end of the sentence ဆိုတော့ဒီစာကြောင်းပေါ့နော် while the teacher were on the picket line ဒီမှာ comma သုံးထားရပြတဲ့အကြောင်းလို့ဒီ comma မှာသူ့ရဲ့ အတိတ်ပြန်ဆုံးမယ်ပေါ့ဆုံးမယ်ပေါ့နော်အဲ့ဒီဟာကိုနောက်ဆုံးနေရာမှာပို့ခြင်းလို့ရှိရင် the kids stay home ကိုရှေ့မှာထားလိုက်မယ်ဒီမှာ kids stay home အဲ့ဒီအချိန်မှာတတိထားမှာဘာဖြစ်လဲဆိုတော့ comma မတုံးတော့ဘူး comma က beginning of the sentence ဖြစ်တော့မှာ comma ကိုအဲ့ဒီ line ရဲ့ရှေ့ဆုံးမှာတုံးမယ်အာဒီ subordination ကွန်ဂျန်ရှင်းပါတဲ့ဟာကနောက်ရောက်သွားပြီဆိုလို့ရှိရင် comma လုံးဝမတုံးတော့ဘူး lesson 3 run on and comma splices run on ဆိုတာပါလဲဆိုတော့စာကြောင်းတစ်ကြောင်းကအတူတူမော sentences တာ connect connected with a correct punctuation punctuation မပါဘူးမှာ comma လည်းမပါဘူးဘာမှမပါဘူးဒီတိုင်းပဲ run through ရေးထားတဲ့ဟာကြီးကို run on လို့ခေါ်တယ် in a comma splice two sentences are joined with only a comma comma splice မှာဆိုလို့ရှိရင်ပါလဲဆိုတော့ sentence နှစ်ခုကတဲ့ comma တစ်ခုတည်းနဲ့ join လုပ်ထားတယ် to correct a run on or comma splice make a comma or comma sentence or separate the sentences အဲ့ဒီနှစ်ခုအဲ့ဒီဟာတွေကိုပြင်ဖို့ဆိုလို့ရှိရင်ဘာဖြစ်လဲ comma ဒါမှမဟုတ်လို့ရှိရင် complex sentence ကိုလုပ်မယ် or separate the sentences အဲ့ sentence နှစ်ခု full stop ချပြီးတော့တစ်ချောင်းတစ်ချောင်းစီရေးလိုက်မယ် okay ဒီမှာကြည့်အောင် run on ပါလဲဆိုတော့ဒီမှာလေ bank offer many helpful services you should check them out ဘာမှမပါဘူး ပါပါကော်မာမလည်းမပါဘူးအကုန်လုံးသူသူဒီစာကြောင်းတစ်ကြောင်းလုံးက तू run through ကြီးရေးထားတယ်ဒီမှာ correct အနေနဲ့ तू ဘယ်လိုပြင်ပြင်ရေးထားလဲဆိုတော့ bank of many services full store ချလိုက်တယ်ဒါစာကြောင်းကိုခုနကဒီမှာနော်ဒီလိုမျိုး split the sentence လောက်တာနော် full store ချလိုက်တယ် you should check them out တဲ့နောက်တစ်ခု common sentence ကဘယ်လိုပြင်မလဲဆို bank of many services so you should check them out ဘာဖြစ်လဲ so ထည့်လိုက်တယ် common sentence လောက်ချင် now to go because banks offer many services you should shut them out because they like the complex sentence အနေနဲ့ဒီလိုမျိုး run through run through ဒီ run on sentence ကိုပြင်တဲ့အနေနဲ့အာ full stop ချပြီးတော့ပြင်တယ်ဒါမှမဟုတ်လို့ရှိရင် compound sentence ထည့်တယ်ဒါ complex sentence ပြောင်းလုပ်တယ်နောက်တစ်ခု Friday I got pay and I went to the bank and I cash my check okay run through ရေးထားရအောင်ဘာမှမပါဘူးเนาะ correct Friday I got pay, went through the bank and crashed my check. ဒီနေရာမှာတခုတတိထားမှာဒီကောမာခံမယ်ဒီကောမာခံပြီးတော့ရေးမယ်ဆိုလို့ရှိရင်ဒီ verb တွေကိုတတိထားရမယ်။ Okay. ဒီမှာဘာဖြစ်လဲ? I got verb 2 went to the bank. verb 2 went ငါ verb 2 and crash verb 2ပဲ။ Okay เนาะ။ကောမာခံပြီးရေးရတယ်အဲ့လိုမျိုး။အဲဒီ verb တွေကိုတတိထားမယ်။ Okay. ဒီမှာ got ဆိုလို့ရှိရင် get ဆိုလို့ရှိရင်ဒီမှာလည်း go ဖြစ်မယ်။ ီမှာလဲ cash ဖြစ်မယ်နော် when you read a run on sentence or comma suffice look for the place where you will pass if you read the sentence aloud အဘလို့ပြင်ရမလဲဆိုလို့ရှိရင်ね look for the place where you will pass if you read အဲ့ဒီစာကိုအော်ဖတ်တဲ့အခါမှာအဲတင်မလားအဲစကားတခုံးကိုပြောတဲ့အခါမှာလေယူလေသိန်းကိုဘလို့ဖြတ်တော့မလဲအဲ့လိုနေရာမျိုးကိုကြည်ပြီးတော့ပြင်ပါတဲ့ that is the place where you will make a correction အဲ့လိုမျိုးကိုဖြတ်တောက်လိုက်တဲ့နေရာတွေက correction လုပ်ရမယ့်နေရာတွေဖြစ်တယ်တဲ့ဟေး comma supplies ကိုကြည့်မြင် comma supplies or gas 1 2 sentences are joined with just a comma sentence နှစ်ခုကို comma နဲ့ပဲရေးလိုက် to correct a comma supplies add a coordinating conjunction after the comma comma ရဲ့နောက်မှာဘာဖြစ်လဲ coordinating conjunction ကိုထည့်ပေးပါတဲ့ okay example ကိုကြည့်အောင် you can check your uh, you can check on your account using bank by phone services is even possible to do your banking on the internet ဒီမှာ comma เนาะအဲ့ comma နောက်မှာဘာထည့်ဘာထည့်မလဲဆိုတော့ coordinating conjunction ထည့်ဒီမှာကြည့် comma နောက်မှာ coordinating conjunction ထည့်ဒီနေရာမှာသတိထားကမှာကဘာလဲဆိုတော့ sentence နှစ်ချောင်းကိုဆက်တဲ့အတွက်ကော်မာနောက်မှာ and ထည့်တာဒါပေမဲ့အာ subject နှစ်ခုပေါ့နော်ဥပမာ apple apples and mango ဆိုလို့ရှိရင်ဒီ noun တစ်ခုဆက်မယ်ဆိုလို့ရှိရင်ဒီ apple ရဲ့နောက်မှာလဲ comma မထားဘူးနော် apple ရဲ့နောက်မှာ comma မထားဘူးဒီလိုမျိုး noun တစ်ခုဆက်မယ်ဆိုလို့ရှိရင် apple or mango ပဲတကယ်လို့ sentence နဲ့ကြောင်းဆက်မယ်ဆိုလို့ရှိရင်သတိထားရမယ်နော်ဒီ comma နောက်မှာ oh sorry and နောက်မှာအမြဲတမ်း and ရှိမှာပေါ့နော်အမြဲတမ်း comma ခံရမယ် ကွန်မခံမယ်ပြီးတော့မှ and ရေးမယ်အဲ့ဒါကစမ်းသပ်နှစ်ကြောင်းဆက်တဲ့အခါမှာဒါပေမဲ့ subject နှစ်ခုကိုဆက်မယ်ဆိုရင်တော့ကွန်မခံရမလို့ဘူးโอเคနောက်တစ်ခုကြည့်မယ် comma supplies they have fewer bank teller today bank do offer other services တူကဒီမှာဘလို့ပြင်ထားလဲဆိုတော့ complex sentence လုပ်ပြီးတော့ပြင်ထားတယ် complex sentence ဆိုလို့ရှိရင်ဘာထည့်မလဲဆိုတော့ although ထည့်ထားတယ် Although there are fewer bank teller today, comma, banks do offer other services နော် order ထည့်လိုက်တယ်ရှေ့ဆုံးမှာထည့်လိုက်တယ်ပြောရလို့ရှိရင်ဒီမှာ comma ခံပြီးတော့ဆက်ရေးတယ် okay နောက် lesson တစ်ခုသွားမယ် subordinate ideas writing is more effective when it flows smoothly ဖတ်ရတာကောင်းတဲ့အချိန်မှာပို့ပြီးတော့ effective ဖြစ်တယ်တဲ့ therefore try to eliminate short choppy sentences အရန်တိုးပြီးတော့တိုးပြက်ပြက်ဖြစ်နေစာတွေကို whenever possible ဖြစ်နိုင်ရင်ဖြုတ်ပါတဲ့ You can do this by using subordinating in a variety of ways. It's amazing. Short and choppy sentences about you are little Clara ran for the best. she missed it. Although Clara ran for the best, okay, she missed it. Hello, oh, sorry. 他的车没撇了腰。 ဒီမှာဘာဖြစ်လဲဆိုတော့ Clara run for the bag she missed it ဆိုပြီးစာကြောင်းကြီးကတူတူနှစ်ကြောင်းလုံးကတူနေရကွာတူနေတဲ့ပြင်ကိုသူကဘာဖြစ်တူပြက်ပြက်ကြီးဖြစ်နေဖတ်လို့မကောင်းဘူးပေါ့နော်အဲ့ဒါကိုပို့ပြီးတော့ smooth ဖြစ်အောင်သူဘာဖြစ်လဲ although ထည့်လိုက်တယ် although Clara run for the bag ကိုမ she missed it okay အဲ့ဒါ complex အနေနဲ့ပြင်တာကိုမောင်းအနေနဲ့ဘယ်လိုပြင်လဲဆိုရင် Clara run for the bag but okay ကိုမထည့်တယ် Clara အာကားကိုပြေးလိုက်တယ်ဒါပေမဲ့ but she missed it အဲ့ဒါကိုလွတ်သွားတယ်တဲ့ Okay, now to uh, Clara sat on the bench. She looked at her watch. အဲ့ဒါကိုဘယ်လိုပြန်ပြင်မလဲ? command အနေနဲ့ပြင်မယ်ဆိုလို့ရှင် Clara sat on the bench and look at her watch. Okay, no. and ထည့်မယ်ဆိုလို့ရှင်ဒီ verb တွေကိုတရားကြည့်မယ်နော် verb နှစ်ခုဒါလည်း verb 2ဖြစ်ရမယ်ဒါလည်း verb 2ဖြစ်ရမယ်နောက်တစ်ခု short choppy and repetitive clara missed the bus Dave missed the bus too ဒီမှာဘာဖြစ်လဲ Clara ရော Dave ကိုကအာကားလွတ်တာချင်းတူနေရေနော်ဆိုတော့အဲ့ဒါကိုခွန်ပေါင်းဖြစ်အောင် Clara and Dave missed the bus ဒီနှစ်ခုကိုသူတို့နှစ်ယောက်ကိုပေါင်းရေးလိုက်တယ် Clara and Dave ဖြစ်သွားတယ်နှစ်ယောက်လုံး missed the bus တဲ့နောက်တစ်ခု Clara missed the bus it was the 7:45 bus she was on her way to work ဒါတို့ဘယ်လိုပြန်မြင်ထားလဲ Clara missed the သူက ဒီစာကြောင်းကြည့်အောင် Clara missed the bus it was 4:47:45 bus ဘာဖြစ်လဲ bus ကိုလွတ်တယ်အဲ့ဒီ the bus ဆိုတာကြီးကပါလဲ7:45 bus နဲ့တူရယ်နော်အဲ့အကြောင်းမလို့သူကဒီနေရာမှာဒီ the bus နေရာမှာ7:45 bus ကိုထည့်လိုက်တယ် on her way to work သူအလုပ်ကိုသွားနေတဲ့အချိန်မှာ okay နောက်တစ်ခု modify ideas Modifier are uh, words and phrases used to add descriptive details. A modifier might be a word like sweaty, a, uh, a uh, sweaty, pimetam, other phrases like dragging the heavy bags, uh, prepositional phrases like from the storage room, or a clause like the, like that we packed this morning. Modifier makes writing clearer. ို့ပြီးရှင်းအောင်လုပ်ပြီးရ more specific ပို့တိကျအောင်လုပ်ပြီးရ and more interesting interesting ဖြစ်အောင်လုပ်ပြီးတော့ modifier ကြီးလုပ်ခေါ်တယ်တဲ့အောက်မှာကြည့်အောင် without modifier modifier မှာပါလို့ရှိရင် our friend jack and tina help us while we were moving our friend ငါတို့တငယ်ချင်း jack and tina ငါတို့ကိုကူညီပေးတယ် modifier ထည့်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲ our good friend you from our good friend jack and tina help us while we were moving နောက်တစ်ခု modifier ထပ်တယ် watching our baby in their home ဘလို့ကူညီရလဲငါတို့ကလေးကိုသူတို့အိမ်မှာကြည်ပြီးပြောသူကကူညီတယ်သူကဘလို့တငယ်ချင်းလဲ good friend အဲ့ဒါကို modifier လို့ခေါ်ရနော်နောက်တစ်ခု dangling modifier ရဲ့ dangling modifier ဆိုတာဘယ်လိုမျိုးလဲ is a word or phrase at the beginning of the sentence that has no clear subject to describe subject မပါဘူး describe လို့ကို subject မပါတဲ့ဟာကို dangling modifier လို့ခေါ်တယ်တဲ့ဒီမှာကြည့်အောင် driving the truck truck ကိုမောင်းနေတယ်ဒါပေမဲ့ဘယ်သူမှမောင်းနေရလဲမသိဘူးတပ်ဟို valve ကြီးရောတစ်ခါတန်းတဲ့တိုင်းရှိမှာ subject မပါဘူး one of the boxes fell out correct ဘယ်လိုပြန်ရင်းမလဲဆိုလို့ရှိရင် as we were okay ဒီမှာမှတက်လာရှိမှာ subject ပါလာပြီ as we were driving the truck truck မောင်းနေရင်းနဲ့ one of the boxes fell out box တစ်ခုပြုတ်ကျသွားတယ်တဲ့ one of the နောက်မှာအမြဲတမ်းဒီ subject အများကြီးလိုက်မယ်နော်နောက်တစ်ခု correct နောက်တစ်မျိုးဘယ်လိုရေးမလဲ driving the truck we had တားတဲ့ subject ပဲ။ तू ကဒီနေရာမှာ subject ထည့်နေသေးတယ်မထည့်ရင်ဒီရှိမှာ subject ထည့်လိုက်တယ်။ဒီလိုနေရာမျိုးမှာ subject ထည့်လဲ။ဘာလို့လဲဆိုတော့နှစ်ခုလုံးမှာ subject ကပါမနေဘူးလေ။နောက်တစ်မျိုးကြည့်မယ်။အာ parking in the toy zone a police officer give us a ticket. police officer ငါတို့ ticket ပေးတယ်။ okay ဒီမှာတော့ပါတယ် police officer ပေးတယ်ဆိုတော့ဒါပေမဲ့ဒီရှိမှာဘယ်လိုက parking ထိုးနေရလဲမသိရဘူး။ဆိုတော့သူဒီမှာ correct ဘယ်လိုပြန်ပြီးလဲလေ we park. okay ငါတို့ parking ထိုးဒီနေရာမှာ parking ထိုးလိုက်တဲ့အချိန်မှာ police officer ငါတို့ ticket ပေးတယ်တဲ့။ ောက်တစ်ခုရှင်းမယ်နော် one modifying phrases is at the end of uh, at the beginning of the sentence use a comma to separate it from the rest of the sentence modifying phrases က beginning of the sentence မှာပါလို့ရှိရင် comma သုံးမယ်တဲ့ဘာလို့လဲဆိုတော့အဲ့ဒါကို the rest of the sentence နဲ့ကွဲဝအောင်လို့ဒီမှာ the moving van was just large large enough that we rented ဆိုဒီမှာဘာဖြစ်လဲဆို moving van van car was just love and g တဲ့တဲ့ we run တာငါတို့ငါလိုက်တဲ့ defend ဆိုတော့အဲ့ဒါကိုဘယ်လို correct အနေနဲ့ပြန်ရေးမလဲဆိုတော့ငါတို့ငါလိုက်တဲ့ fan တူကဒီမှာဘယ်လိုမျိုးရေးထားလဲဆိုတော့ misplace လုပ်ထားလဲဆိုတော့ defend ကကြီးတယ်အဲ့ဒါငါတို့ငါလိုက်တဲ့ဟာအဲ့လိုမျိုးကြီးဖြစ်နေရပေါ့နော်ဆိုတော့အဲ့ဒါကိုဘယ်လိုပြန်ရေးမလဲဆိုတော့ the moving van that we rented ငါတို့ငါလိုက်တဲ့ van က was just love and g ရတဲ့တော်တော်တင်အောင်ကြီးရပေါ့နော် Okay, now lesson the pull Lesson 6 Parallel Structure. When you write a sentence that lists two or more words, phrases, or clauses, the element in the list must be in the same grammatical form. Grammatical form, yeah, do what mean? In other words, the sentence must have parallel structure. Parallel structure, she me. Writing that has parallel structure is clearer and easier to follow. Uh, parallel structure ရှိမှဒီ sentence ရဲ့အဓိပ္ပာယ်ပို့ပြော clear ဖြစ်မယ် easier to understand ဖြစ်မယ် not parallel Jim wants to eat less is a size more and be getting more sleep ရှိမှပြောရတဲ့အချိန်သူပါပြလေဒီမှာ verb ကိုတေချာကြည့်ရမယ်เนาะ to eat is a size okay 2 plus verb 1 is a size and be getting more sleep ဒီမှာမတူတော့ဘူးဆိုတော့အဲ့တော့ be getting ကိုဘာပြောင်းရမလဲဆိုတော့ get နေပြောင်းရမယ် ဟင်နောက်တစ်ခု parallel မဖြစ်တော့ walking and to swim ဒီမှာနော် walking and to swim နှစ်ခုကမတူတော့ verb ing to plus verb 1ဖြစ်နေတယ် to swim ကို verb ing ပြောင်းမယ် walking and swimming no parallel try to lose weight slowly sensibly and be careful be careful adjective ဖြစ်နေရရှိမှာ slowly sensibly adverb တွေနဲ့ရေးရတယ်ဆိုတော့ be careful ကို carefully ပြောင်းလိုက်မယ် When you revise a sentence to use parallel structure, use the comma, comma domain to separate each element as you in this example. The example you might be ်ဘာသုံးမလဲခွန်မသုံးပြီးတော့ရေးမယ်တဲ့ problem ဖြစ် the most effective fitness programs are low impact informal and you can do them at home ဒါက sentence လိုက်ကြီးဖြစ်နေတယ်အရှိမကျတော့ low impact တိ informal ရေးထားပြီးတော့အဲ့တော့ဒါကိုသူတို့အောက်မှာဘယ်လိုပြောင်းလဲဆိုတော့ home base လို့ပြောင်းနေအဲ့လိုမျိုးပြောင်းထားတာဒီကိုဒီမှာပါတဲ့အတိုင်းပဲ comma ရင်းနဲ့ခံပြီးတော့ရေးမယ်တဲ့ okay ဒီပုံမှာလည်းရေးထားတယ်လေဒီမှာလေး uh slowly sensibly and carefully ဟုတ်လားအဲ့လို comma ရင်းနဲ့ပြောင်းပြီးတော့ရေးရမယ်တဲ့ ီနေ့ chapter လေးကတော့ writing အဓိကဟိုအဓိကပြောရရင်တော့ grammar ပေါ့နော် grammar ကကလေးတွေတော်တော်များများကအင်္ဂလိပ် grammar ဆိုရင်ရကြတဲ့ကလေးတွေများတယ်ပေါ့နော်မြန်မာတရားသာသူတို့အဲ့ဒီအင်္ဂလိပ်စာ grammar ကိုမြန်မာလိုပြန်လိုက်ရင်ဒါဟိုကရိယာတွေနာမ်နေနဲ့နာမ်နေနာမ်စာတွေကရိယာတွေနဲ့သူတို့ရှုပ်ရှုပ်ရှက်ရှက်ဖြစ်သွားတယ်အင်္ဂလိပ်စာဆိုရင်တော့အကုန်လုံးတက်ဒီ chapter ကလွယ်မယ်လို့ထင်ပါတယ်ပေါ့နော်အများကြီးလဲ stress များစရာမလိုဘူးဆိုတော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ အကုန်လုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြီးစုပြီးရတော့လည်းကျေးဇူးတင်ပါတယ်